မင်္ဂလာပါရှင်အခုဆိုရင်တားငယ်တမင်းငယ်လေးတွေရှိတဲ့ဖေဖေမေမေတို့အတွက်ကိုအဲတီကောင်းစရာလေးကို ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဒီအကြောင်းအရာလေးကဘာလဲဆိုရင်ဖေဖေမေမေတို့တွေမှာဒီဟာဖြစ်နေတဲ့အကြောင်းအရာလေးပေါ့နော်ဘဲအရွယ်မှာကလေးလေးတွေကိုမူကြိုထားရင်အဆင်ပြေမလဲဆိုတဲ့အကြောင်းအရာလေးတွေကဒီဟာဖြစ်နေကြပါတယ်အဲ communication ကောင်းမှုတို့ emotion ကောင်းမှုတို့ငါပဲဘယ်နှလားသားလေးနဲ့ထားမယ်ဆိုတာလေးတွေကနေစပီကံမှာအဲဒွိဟာဖြစ်နေတဲ့အတွက်မတိသေးတဲ့ဖိဖိမိမိတွေအတွက်ပေါ့နော်တိပိသားဖိဖိမိမိအဲအတွက်ကတော့ကိစ္စမရှိပါဘူးဒါကြောင့်မတိသေးတဲ့ဖိဖိမိမိတို့ကိုပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဘယ်ရွယ်မှာမူချိုးထားတဲ့လဲလို့မေးတဲ့အခါမှာမွေးစားကလည်းတေးဆုံး အဲဒါဆိုရင်ကိုကလေးလေးတွေကနှစ်နှစ်ကျော်သုံးနှစ်အရွယ်ရောက်လာပြီဆိုရင်မူဂျိုထားရမှာလားမထားရဘူးလားအဲအဲ့လိုမဟုတ်ဖဲနဲ့နှစ်လကျော်သုံးလသာအရွယ်လောက်ကနေထားရမလားမထားရသေးဘူးလားနောက်ကြနေရင်ရောအေးတင်မမလားတင်မမလားပေါ့နော်အခုတော့အာကလေးအရွယ်ပဲကစားပါစေအိုးနေပါစေအိုးဆိုတဲ့သူတွေလည်းရှိမှာပဲလေ အိမ်မှာမနေနိုင်တော့ဘူးနည်းနည်းပဲနားရနားရအဲသူတို့အော်နေရတာနားအေးပြီရောမူချိုးပဲပို့မယ်ဆိုတော့ဖိဖိမိမိတွေလည်းရှိလားမရှိဘူးလားရှိတယ်ဟုတ်ဟုတ်ပါတယ်ရှိတာပေါ့နော်ကဲကျမတို့နိုင်ငံမှာကြတော့ဟိုအချိန်ပြေးအလုပ်လုပ်ရတယ်လို့တော့မရှိဘူး အဲတခြားနိုင်ငံသားတွေမှာဆိုရင်အချိန်ပြေအလုံလို့ရတယ်မိခင်တွေအလုံလို့ရတယ်အဖေတွေအလုံလို့ရတယ်အဲ့လိုအလုံလို့ဖို့အတွဲလာသားကလေးကလေးကလေးရတယ်လို့နေကလေးထိန်ချောင်းလေးတွေကို သွားထားရပါတယ်အဲ့လိုနေကလေးထိန်ချောင်းလေးတွေမှာထားတဲ့အခါမှာလဲစာဝတ်တင်တာမဟုတ်ပါဘူးနော်ဘလို့တင်တာလဲသူတို့ကိုအိတ်ချိန်မှာအိတ်ပေးမယ်အဲကလေးလေးတွေနဲ့အတူတချင်းလေးတွေဖွင့်ပေးမယ်ငယ်ငယ်ရွယ်ရွယ်လေးတွေနဲ့သူတို့ချင်းအချင်းချင်းအဲပြေးလွှားစော်ကစားနည်းတွေနဲ့အတူကစားပေးမယ်အဲ့လောက်ပါပဲစာကြီးတင်ရတာမဟုတ်ဘူး ဒါပေမဲ့ပေါင်းသစ်ဆက်ဆံမှုတော့သူတို့ဟာလူတော်ထဲမှာအများကြားထဲမှာတော့သူတို့ဟာသွားတတ်လာတတ်ဖြစ်မှာပေါ့နော် ဟုတ်ကဲ့ဒါကတော့ပြည်ပနိုင်ငံတွေမှာပေါ့နော်တို့မြန်မာတွေမှာဆိုရင်ရောတို့မြန်မာတွေမှာကြတော့အချိန်ပြေအလုတ်လုတ်တဲ့မိဘရေလို့တော့မရှိဘူးအဖေအမေအသွားပြီဆိုရင်လည်းဘသူတွေနဲ့ထားခဲ့တယ်ဥဥတော်တော်တွေနဲ့ထားခဲ့တယ်အကိုအမအင်းနဲ့ထားခဲ့တယ်အဖိုးအဖွားအင်းနဲ့ထားခဲ့တယ်အဲ့လိုဆိုတော့ကြတော့ ခုနလေးရစကားကိုပြန်ဆက်မယ်ဆိုရင်ကျမတို့ရဲ့ကလေးလေးတွေကနှစ်နှစ်ပြည့်ခံနေနေပြီဖြစ်တဲ့အတွက်မူကြိုထားဖို့မထားဖို့အခုကလေးရတလို့စဉ်းစားနေပြီဆိုရင်ကျမတို့ကတော့အသက်ကလေး၃နှစ်ကျော်လောက်မှစပြီးတော့မူကြိုပညာရေးကိုစပေးဖို့အတွက်အကြံပြုချင်ပါတယ်။ဘာကြောင့်လဲကလေးလေးတွေဟာခုနလေးကကျမပြောခဲ့တယ်လို့ပဲပေါ့လူဆိုတာမွေးကလေးကနေတေဆုံးဒီအထိ တည်ကြနေရတာလေဒါကြောင့်ကလေးလေးတွေဟာလည်းမွေးကလေးကနေတင်ကြနေကြရတယ်။သူတို့မှလည်းသူတို့အရွယ်ဝန်းကျင်တစ်ခုအတွဲအမှန်တကယ်လိုအပ်တာတွေရှိတယ်။နောက်တစ်ခု knowledge share တွေလုပ်တတ်ဖို့ရှိတယ်။ကောင်းတဲ့အချက်တွေအများကြီးတွေကတစ်ခုကတော့တတမီမီလေးတွေရဲ့မိခင်တွေအတွက်ပါ။နောက်နောက်ဆုံးအချက်ကတော့မိဘနဲ့တာသမီး ပုံမူနီးကပ်လာမှာပါဟုတ်ကဲ့ပါဒါဆိုရင်ပထမတိအနေနဲ့ပါလေကလေးလေးတွေဟာမွေးကလေးကနေတင် जा တင်ယူခဲ့ကြရတယ်တင် जा လို့ကြတယ်ဘာလို့လဲဖေဖေမျက်နှာမြင်ရတယ်မိမိမျက်နှာမြင်ရတယ်ဖေဖေအတန်လေးကြားရတယ်မိမိအတန်လေး ကြားရတဲ့နဲ့ကလေးလေးတွေဟာမှတ်မိနေကြပြီအဲ့ကလေးရနို့သူတို့ဟာလေ့လာနေကြပါပြီတဖြည်းဖြည်းနဲ့အမေပြောသလိုလိုက်ပြောမယ်ဖေဖေလှုပ်သလိုလိုက်လှုပ်ပြမယ်ဟဲ့လားဘေးကဟာသူ့ကိုမြူတဲ့လူတွေတဲ့ပုံစံအတိုင်းလှုပ်ပြမယ်သူ့ဘာသာသူ တမျိုးပြီးတမျိုးကစားမယ်စတာတွေဟာလည်းသူတို့တင်ကြရင်းကတဆင်တိမြင်လာတာပါဒါကြောင့်သူတို့လေးတွေဟာမွေးကြတဲ့ကနေ တင်ကြားစူးစမ်းလို့စိတ်အပြေးရှိကြပါတယ်။ဒါကြောင့်ဝင်ပြီးစေတဲ့လေလာတင်ကြားမှုမဟုတ်ဘူးဆိုရင်လေလာခွင့်ပေးလိုက်ပါ။ပြီးတော့ငယ်လေးပုံမှန်မိတယ်။ငယ်ငယ်လေးနဲ့တင်တာတင်ကြားနိုင်တယ်လေးပါပဲဆိုရယ်စကလုံးတွဲတွေဟာလိုအပ်တဲ့နေရာမှာပဲအသုံးပြုပါ။သုံးတတ်ပြောတတ်လာတတ်မှာပဲကြည့်ကောင်းပါလေ။ နောက်ကသူတို့တွေမှာသူတို့အရွယ်နဲ့အတွက်ဝင်းကျင်တစ်ခုအမှန်တကယ်လိုအပ်ပါတယ်။ဘာလဲအိမ်မှာပဲနေရတယ်။ကလေးနဲ့မူချိုနေတဲ့ကလေးဟာအမှန်တကယ်မတူနိုင်ပါဘူး။အိမ်မှာနေရတဲ့ကလေးဟာအိမ်မှာပဲအသားတကျရှိမယ်။လူတော်တဲ့သွားရင်ကြောက်တတ်မယ်။အပြင်မှာပြဿနာရှိလာရင်မဖြေရှင်းတတ်ဘူး။အပြင်မှာအခြားကလေးလေးတွေနဲ့ပျော်ရွှင်စွာနေဖို့သူတို့ကိုယ်သူတို့ယုံကြည်ချက်မရှိဘူး။အဲ့တော့ မူချိုတာထားလိုက်ရင်အဲ့ဒီပြဿနာအချို့ကို ဖြေရှင်းပြီးသားဖြစ်မှာပဲကိုပစ္စည်းလေးတွေကိုလည်းအများနဲ့အတူ share ရီ လုပ်ပြီးတော့ကစားတတ်လာမယ်ပေါ့အဲလူအများရဲ့ညီညွတ်အောင်ဘလို့နေရမလဲဆိုတာကလည်းခုနကမိဘဆရာကတင်ပေးစရာမလိုပဲနဲ့သူတို့အလိုလိုပြောင်းလဲနေတတ်လာပါမယ်အိမ်မှာထဲပို့ပြော်စရာကောင်းမယ်ကစားပေးမယ့်အဖော်ရီစကားပြောမယ့်အဖော် သူတို့တွေမှာရလာလို့အတွေ့အကြုံအသစ်တွေရလာမယ်။နောက်နံပါတ်3ချက်က knowledge share ရည်လုပ်တတ်မယ်။အိမ်မှာဖေဖေမေမေပြောတဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုတငယ်ချင်းတွေကို ပြန်ပြီးတော့ share ရည်လုပ်ပေးမယ်။ကျောင်းကဆရာဆရာမကတင်လိုက်ပေးတဲ့ကြပြလေးတွေပုံမြင်လေးတွေကိုအိမ်ကဖေဖေမေမေဘိုးဘွားဘွားတွေကိုပြန်ပြောတတ်လာမယ် ဘယ်အချိန်မှာချီချူးခံရမလဲတိလာမဲချီချူးခံရအောင် သူတို့ကိုကောင်းတာလေးတွေပဲရွေးပြောတတ်လာအောင်ရွေးလုပ်တတ်မယ်ချင်ပါတယ်နောက်နံမက်ကနံမက်လေးအချက်နဲ့အနေနဲ့ကတော့ကောင်းတဲ့အချက်တွေအများကြီးတဲ့ကတခုကတော့ကျမတို့အေတတမီမီလေးတွေရဲ့ဖေဖေမီမီတို့အတွက်ပါပါလေအရာရာဟာမိဘကိုပဲအားကိုးနေရကနေအချို့အရာတွေကိုသူ့ဘာသာသူလုတ်တက်လာတဲ့အခါမှာဖေဖေမီမီနားနေရတယ် ဖေဖေမိမိနားရတယ်။သူចောင်းသွားနေရင်အမေကအပြည့်အဝနားလို့ရတယ်။မနားရင်လည်းလှုပ်ရှားရရှိတာကိုတချင်းတအေးအေးနဲ့လှုပ်လို့ရပြီလေ။မဟုတ်ရင်တချင်းကြီးဖို့တောင်မေ့နေတတ်တယ်။အလှပြမို့ဈေးဝယ်ထွက်ဖို့အပေါင်းအသင်းနေတဲ့စကားပြောဖို့ကဲဒီမအဲ့ဒီအချိန်တွေမရှိတော့ဘူးကဲဒါဆိုရင်မကောင်းဘူးလားအမေလဲတစ်လွင်နေကလေးလဲတွစ်လင်းနေ တော်တော်လေးတွေစောင့်လို့ရတာပေါ့ဟုတ်တယ်เนาะနောက်နံပါတ်5အနေနဲ့ကတော့နောက်ဆုံးအနေနဲ့မိဘနဲ့သားသမီးကိုပုံမနီးကပ်လာမှာပါကျမတို့အိမ်မှာပဲကလေးလေးတွေကိုထိန်းချောင်းတဲ့အခါမှာကလေးလေးပြင်းကြီးသလိုမိဘလည်းညင်းငွေတာမယ်အဲ့ဒီတော့ဘသူ့ကိုဘသူမှအထီးကိုက်မခံတော့ဘူးကလေးကြီးကြတဲ့အခါအเจ้าရင်မစုံစမ်းမဲကြီးကြရင်ကောင်းလားအပြစ်မြင်လာမယ်အာနေပြီးရောဆိုဖုံးလေးတွေပေးပြီးတော့ထားလိုက်မယ်အဲ့ဒီတော့ကလေးလေးတွေက ငါ့ကိုမကျင်နာဘူးမချစ်ဘူးအလိုမလိုက်ဘူးလို့မြင်လာမယ်ထုတ်ဖော်ပြီးတော့ဒါသူတို့မပြောတတ်တာဒါဟာနီးနေတယ်ထင်ရပေမဲ့သားသမီးနဲ့မိဘနဲ့ကြားမှာဝေးလာတဲ့အရာတွေပါမူကြိုတာနာယီပိုင်းလောက်ထားလိုက်ရင်မိဘလည်းအနာရပြီလို့မပြင်းမန်းတော့လို့ကလေးပြန်လာမယ့်အချိန်ကိုမျောတတ်လာမယ်ငါကလေးလေးပဲချိန်ပြေလာမလဲဆိုတဲ့အချက်ဒါကြောင့်လက်တွေ့မှာမိခင်ရောစိတ်ကောလူကောအနာပေးရတယ် ကျမကအကောင်းမြင်တဲ့အတွေးတွေပါလက်တွေ့မှာရင်ဆိုင်ရမယ့်ပြဿနာတွေလည်းရှိမှာပါကလေးလေးတွေကမကောင်းတဲ့အပြောအဆိုအပြုအမူတွေလည်းတက်လာနိုင်ပါတယ်လူကအမျိုးမျိုးပဲကိုအဲ့ဒီအခါမိဘတွေကပြန်လဲတက်မှတ်ပေးရမယ်ဒါကြောင့်ကလေးလေးတွေကို၃နှစ်ကျော်လောက်မှလေရင်နဲ့တင်းနဲ့ကြောင်းမျိုးထဲလက်ချောင်းလေးတွေကိုတမ်းမအောင်လိုရာသုံးလို့ရတယ်ဆိုတာသိအောင် ပကြီးဆွဲနီးလေးတွေတင်ပေးတဲ့ကြောင်းမျိုးကိုရွေးထားပေးမယ်ဆိုရင်တော့အလွတ်ကျက်တဲ့အတွေ့ပိုင်းတွေပါတင် जा ပေးနိုင်တဲ့ကြောင်းမျိုးကိုရွေးရတယ်အဓိကကတော့ကလေးပျော်တဲ့ဝင်းကျင်ကြောင်းဖြစ်ဖို့ကအဓိကပါပဲနော်ဝင်းကျင်ကောင်းမှ ကလေးမပျော်ရင်တော့ဘာပြဿနာရှိလဲစုံစမ်းရပါမယ်အဓိကကတင်ယူဖို့ညှင်းဆန်ရင်လဲဘာကြောင့်လဲဆိုတာစုံစမ်းရပါမယ် လှုပ်ဆရာရှိတာဒီအများကြီးပါရှင်မိဘရောကလေးပါတက်တောက်တက်တာဖြစ်ဖို့လိုပြီးပုံမနီးကန့်နှွေထွေးရတဲ့မိသားစုလေးဖြစ်လာမှသာမူချူအွယ်ပညာရေးကိုဆက်လက်လေ့လာအားပေးတင်ပါတယ်ရှင်ဂျေစုများကြီး